နေသားလန့်ကိုဘလို့လာလို့ရမလဲဒီမေးခွန်းကတော့ကျွန်တော်ကောမန့်နေမှာရော၆ပေါက်တွေမှာအမေးအများဆုံးမေးခွန်းပါဆိုတော့ကျွန်တော်နေသားလန့်ကိုဘလို့လာခဲ့တာလဲကျွန်တော်ကကျွန်တော်အဖေရဲ့ဒီပတ်တနည်းအားဖြင့်ခေါ်စာနဲ့လာခဲ့တာပါကဲအဲ့ဒါဆိုဘလို့လာလို့ရမလဲဘလို့လာလို့ရမလဲဆိုတာကတော့ဒီအမ dash pad wheel ကိုမေးလို့ရပါတယ်ဒါကတော့သူ့ရဲ့ Facebook page ပါ page ရဲ့ pin post မှာ visa scholarship job education စားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အမအများကြီးတင်ပေးတာပါပဲ။သွားလေ့လာနိုင်ပါတယ်။သိချင်တာရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment အောက်မှာ mention ခေါ်ပေးတာပါမယ်။ Facebook page ရဲ့ Messenger ပိတ်ထားရတာဆိုတော့လည်းအမအကြောင်းတက်နေလို့ပြီးတော့ဒီ visa ကိစ္စကလည်းပြောရမယ်ဆိုရင်အချိန်နဲ့အများကြီးပေးပြီးရှင်းပြရတယ်ဆိုတော့အမရဲ့ Facebook pin post မှာဗီဒီယိုတွေရဲ့ link တွေချပေးထားပါတယ်။သိချင်တာရှိရင်အကုန်လုံးဝင်ကြည့်လို့ရပါတယ်။ကျွန်တော်ကြည့်ရတဲ့လောက်လည်းတည်တည်ချာချာဒီဒီချာချာနဲ့ရှင်းပြထားတဲ့အတွက်အဆင်ပြေပါတယ်။ ဒီဗီဒီယိုတော့ Netherland လာခြင်းနဲ့မိတ်ဆွေတွေကို mention ခေါ်လိုက်ပါ။နောက်လည်းကျွန်တော် Netherland ရဲ့အကြောင်းတွေဗဟုသုတတွေ daily vlog တွေကိုအမြဲစူးစမ်းပြီးတင်ပေးနေပါတယ်။ကျွန်တော်ရဲ့ TikTok account လေးကိုလည်း like and follow လေးလုပ်ခဲ့ပေးပါ။